်စားချင်စရာကောင်းတဲ့သစွန်အာမြုပ်ဒီစိန်ကြော်လေးရပါပြီကဲငါလည်းစားရမယ်ချက်ထားပြီးမွေးအီလေးနဲ့သမင်းလေးနဲ့နည်းပြီးတော့อืมဟုတ်ကဲ့ပါอืม ကတည်းကသူစပြန်နေနော်ဆက်တယ်လေမရဲ့ဒါမှစလို့ကောင်းတယ်လေဟာစားဟယ်လိုမိမင်္ဂလာပါရှင်ဒီနေ့ဈေးသွားတော့ပစွန်လေးအကောင်ကြီးတွေ့လိုက်လို့ဝယ်လာလိုက်ပါတယ်မိုးအေးအေးလေးနဲ့ချူချက်ဖြစ်အောင်ငရုတ်ဒီစိန်လေးနဲ့ကြော်ပြသွားမှဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းကကြတော့ပစွန်လေးအကောင်ကြီးလေးပါမယ်ပြီးတော့ငရုတ်ဒီစိန်လေးရယ်ပြီးတော့ကျက်သွန်ဖြူလေးရယ်ပြီးတော့ဒါလေးကကျက်ဥပါကျက်ဥကြော်ပြီးတော့သမင်းနဲ့စားဖို့ပါ ကဲအရင်ဦးဆုံးပစုံလေးခွာလိုက်ပါမယ်음ပစုံလေးအကောင်ကြီးရောအစားလို့အရန်ကောင်းမှာသူကအကောင်ကြီးရယ်နဲ့ခွာရလွယ်แกปะซอนเล่เลยเซไปวาพี่สรอกจ่อพุตั้วป้ายเล่ป้ายไล่ไปมั้ยคลีไล่ไปมั้ยเนาะอืม ုကောင်းမှာအစီလေးပဲစားလို့ကောင်းမှာကဲစီချတဲ့ဘို့တော့ကျတော့ချူလေးပပလေးလိလိုက်ပါမယ်အပိုင်းလေးပေါ့နော်ကျဲကျလို့လီလို့ရပါတယ်ကဲခလောက်ထားတယ်ကျဲဥလေးကိုကြော်လိုက်ပါမယ် ကျုပ်ထဲမှာအရသာရှင်းအောင်ငပြရေးအနေငယ်ထည့်ထားပါတယ်။ကဲကျုပ်လေးကျက်ပြီးွားပြီးဆိုရင်ပကံလေးထည့်လိုက်ပါမယ်။ကျက်ဦးလေးကျက်ပြီးဆိုရင်တော့စားဖို့အတွက်အပေါ်လေးပကံထဲမှာထည့်ထားလိုက်မယ်။အပေါ်မှာပစုံထည့်ဖို့ပေါ့နော်။အားကြောင့်မို့ကဲစီလေးပူလာပြီးဆိုရင်ပြင်ထားရတဲ့ကျက်သွုံဖြူလေးကိုထည့်လိုက်ပါမယ်။ပြီးတော့ကြော်ပေးရပါမယ်။ကြောင်ကြော်လိုက်မယ်နော်။ ကဲကျစ်တော့နေလေနေလာပြီဆိုရင်ကြက်ပြီဆိုရင်ကုနာကလှီးထားတဲ့ပစွန်လေးထည့်လိုက်ပါမယ်ဆုံးလေးရလက်လက်ဆက်ဆက်အကောင်ကြီးကြီးဆိုတော့လေအိုက်ဆိုင်တော့ညာပစွန်စီလေးလက်ထွက်လာတော့ဟွန်းပစွန်စီလေးရလေဟွင်းညာပဲသမင်းဖြူလေးနဲ့နေဆိုင်တော့အဟိုရှယ်ပဲ ဲပစွန်လေးနည်းနည်းကျက်လာပြီဆိုရင်အရသာရှိအောင်တင်ထားတဲ့ပဲငံပြရဲ့အနှဲငယ်ထည့်လိုက်ပါမယ်။ပြီးရင်ခရုစီလေးထည့်လိုက်ပါမယ်။ခရုစီနှစ်စွန်းမဟုတ်၃သုံးစွန်းပေါ့နော်ထည့်လိုက်ပါမယ်။ပြီးရင်ချုံမုတ်လေးနည်းနည်းလေးထည့်လိုက်ပါမယ်။ချုံမုတ်လေးပေါ့နော်။ပြီးရင်ရောနှောင်းအောင်ကြော်လိုက်ပါမယ်။อย่างนี้တော့แชร์ပဲအနက်လေးလဲမှုွေးပစွန်လေးကလဲ còn lấy tiền chứ mà bảo cái sai đó ô hô cái bây giờ lấy ra là bây giờ nhé nhiều đi xem lấy thế này bà mẹ giờ mua lại bà mẹ cái con lông chép bị quá bây giờ nhà nó lấy mua ông yêu cầu chạy đây đủ tiền yêu cầu thế này bà mẹ mà chạy nó mà thế này à nó cái này lấy mua lại bà mẹ ာရမ်းမွေးလိုက်တာဟဲ့ရမ်းစားချင်စရာကောင်းတဲ့သစွန်အာမြုပ်ဒီစိန်ကြော်လေးရပါပြီ ကဲပဇွန်လေးနဲ့စားဖို့အတွက်ရွက်လေးပြုတ်လိုက်ပါမယ်။အားကြတော့မုံငင်းပွင့်ပေါ့နော်။ရေစုလာပြီဆိုတော့ထဲလိုက်တာနဲ့သူကကြက်ပြီ။ကဲရွက်လေးကြက်ပြီပါဘူးဆိုရင်ဆယ်လိုက်ပါမယ်။ကဲဒီနေ့မိုးအေးလေးနဲ့ဈေးသွားပြီးတော့ပဇွန်အကောင်ကြီးပြီးတော့လက်လက်ဆက်ဆက်လေးတွေ့ပြီးတော့ဝယ်လာတယ်။မြုပ်ဒီစိန်လေးနဲ့ကြော်ထားပါတယ်။အဲ့တယ်လေရောက်နေရဆိုတော့လေ။ ကဲချက်လက်ချက်ပြောပြစားလိုက်ကြအောင်စားမယ်နော်ဒီဧတေကမခေါ်ဘဲနဲ့ရောက်လာတဲ့ဧတေပါเออปะซอนนี่แหละกางจี้มีอะไรเจ้าอุนี่เนาะแทบไปมั้ยเนาะตีจ้ะเลยไม่ชินเลยโอ้ยกดีไซน์นี่เนี่ยซ่าอ่ะล่ะมาฮะแต่งดีไซน์นี่ไก่ซ่าก็เลยอ่ะเลยซ่าก็เลยอ่ะบางทีซ่าแกงาเลยซ่าร่มมั้ย ချက်ထားပြီးမွေးအီလေးနဲ့ခမင်းလေးနဲ့နဲပြီးတော့อืมအစုံလေးကောင်းကြီးပပပကွာလက်နဲ့ပဲစားမယ်ပြီးတော့ချင်ရည်နည်းနည်းလေးထဲလိုက်မယ်ကဲချက်ထားဆိုတော့အေးပစွန်စီလေးနဲ့သမင်းနဲ့ပပသမင်းလေးနဲ့อืมอืมရရှေ

苦啊，也没办，没办，我说他们啥都没有。不说了，这五个，他干嘛？嗯，刚来的不松心，送里边鱼啥来没？送里啊，刚进鱼，啥？这五个太。 ရှယ်ဤမိုင်းနော်ပစွန်စီလေးအရောင်းရေးနော်ဟင်းရှယ်ပဲဟင်းတို့ဒီစင်းလေးတလုံးလုံးစားလိုက်ရနော်ဆက်ဝိုင်းတော့ဟင်းဒါဒီရလေးနဲ့ ေကောင်းလားဟေးမာချင်ကြီးလေးကလည်းမလှုပ်တာကောင်းမျိုးပဲနော်ချင်ချင်ငငငငငငနေပါပြီးရဆက်ဆက်လေချင်ငန်ဆက်ဟိုမျိုးငိုဒီလေးရလဲပါဇက်တယ်ဝင်ကောင်းမယ်ကွယ်ဆက်ဆက်လေးမပစုံလေးနဲ့ rồi đó chú xe thế này nó sao để lấy mày mới sao lúc con này lấy ta ha kèm sao này ông mà nó sao là ông này cái gì nè cả bớt số là là sao sao lấy nhiều design lên nè chất thà là ông nhau về tôi là tiếp bài နောက်ဗီဒီယိုမှာလည်းဘာတွေချက်မလဲဆိုတာကိုလာပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်။စောက်ပြီးတော့တီရှူပေးကြပါဦးနော်။ဘိုင်ဘိုင်။ဆက်ဆောင်လို့မဆောင်မဆောင်။ဆာ။ကြော့။ဆာ။